နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်ချီကုန်းကျေးရွာမှာစစ်ခွေးတပ်ကဒဇာကန်ပြည်သူ၃ဦးကိုတပ်ဖြတ်ကပြည်သူဝိုင်းပစ္စည်းများကိုခိုးယူပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၂ရက်နေ့ကချောင်းမြို့နယ်ချီကုန်းကျေးရွာအတွင်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ခွေးများဟာ ဖန်စီလာတဲ့ဒဇာကံပြည်သူ၃ဦးကိုတတ်ဖြတ်ခဲ့ပြီးတော့နေများအတွင်းထဲကပြည်သူပိုင်းပြည်စည်းများကိုဖောက်ထွင်းခိုးယူကာကာဒီကာငယ်များနဲ့နေရုံးကြပါတည်ဆောင်သွားတယ်လို့သိရပါဗျ။ဒါအပြင်နေအိမ်များကိုလည်းမိရှုဖြတ်စည်းခဲ့ပြီးကြေးရွာစာတင်ကျောင်းအတွင်းထဲမှာတပ်ဆွဲထားကဘေးပတ်ပတ်လဲမှာရှိတဲ့ကြေးရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့သိရပါဗျ။ဒါကြောင့်ကြီးကုန်းကြေးရွာအပါအဝင်အနီးနားမှာရှိတဲ့ကြေးရွာများကပြည်သူများဟာစစ်ရေးတင်းရှောင်နေရတယ်လို့သိရပါဗျ။ဒဇာကံဖမ်းလာတဲ့ပြည်သူ၃ဦးကိုရွာထဲမှာတတ်ထားတယ်။ရွာကရွာကြီးဆိုတော့ 河开哪里？别稀里噶！你家这边河多嘞，别稀里。但不过，白毛当今个呢？么卡稀巴咧？你老人家家己讲个呢？带你家了，是亏人家来龙华区么？天塌了，广东大了，你老在鸡公山转悠，阿面是转悠。 ပေါင်းရင်900ပတ်ချလဲတော့ရှိတယ်အခုကြည်ကုန်းကြီးပါပတ်ချလဲမှာလက်နဲ့ကြီးတွေနဲ့ရမ်းထုန်နေလို့အနီးနားကရွာတွေပါအကုန်ဆစ်ဆောင်နေကြရတယ်လို့6ဦးဆရာတော်ကတရင်ပေးဖို့ပြောကြားထားပါတယ်အကြမ်းမဆစ်ခွေးတက်ကကြီးပါအတွင်းမှာရှိတယ်သေးပြီးတော့တိုက်ပွဲများဟာလဲအချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်မုံရွာမန္တလေးလမ်းမကြီးခေမုံချောင်းစုံလမ်း6ဦးမဲ့တဲကျိုးလမ်း6ဦးအမြင့်လမ်းတို့အားလုံးဝအတုံးမပြုတ်ကြရန်6ဦးဘက်ကဘက်ကတရင်ပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ